ရုရှားကယူကရိန်းကိုကျူးကျော်စစ်စတင်ကြတဲ့ကဂျာမနီဟာယူကရိန်းရဲ့တစ်ဆာရှိမဟာမိတ်ဖြစ်ခဲ့ပါတယ်။ဂျာမနီကောင်းလောင်တွေကလေကြောင်းကာကွယ်ရေးစနစ်တွေတင်ကားတွေနဲ့စစ်ရေးကူညီတွေထောက်ပံ့ပေးဖို့အကြိမ်ကြိမ်ကတိပေးခဲ့ပြီးငြိမ်းချမ်းရေးနည်းလမ်းနဲ့ဖြည့်ရှင်းဖို့လည်းတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ကိုပိုင်တပ်တွေကိုမြေပြင်မှာတက်ဆွဲဖို့တော့အခုအထိမလုပ်ခဲ့ပါဘူး။အခုတော့အံအားသင့်စရာကောင်းတဲ့ရဲရင်ပြီးအရင်ကမရှိခဲ့ဘူးတဲ့ခြေလှမ်းတစ်ခုနဲ့ဂျာမနီကနေတိုးရဲ့အရှိတ်အချမ်းမှာစစ်တီ9000ပါဝင်တဲ့ ချင်းလီတရင်တရင်ကိုလင်သူရေးနီးယားမှာတက်ဆွဲမယ်လို့ကြေညာလိုက်ပါပြီ။ဒါဟာရုရှားရဲ့စစ်ရေးချိန်ချောက်မှုကိုဘေးကနေကြည့်နေမှာမဟုတ်ပဲသူတို့မြေပိုင်တတ်တယ်မကပဲနေတိုးနယ်မြေကိုပါတက်တက်ကြွကြကာကွယ်မယ်ဆိုတဲ့ဂျာမနီရဲ့အခုထိအကြီးမားဆုံးသောကြေညာချက်ပါပဲ။ဒီတက်ဆွဲမှုဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းဂျာမနီရဲ့ပထမဆုံးသောအပြည်ပြည်ဆိုင်ရာအမြဲတမ်းတက်ဆွဲမှုဖြစ်ပါတယ်။ဒီတရင်ကိုလီတူရေးနီးယားမှာခြေဆိုင်မှာဖြစ်ပြီးရုရှားနဲ့ဘီလာရုစ်နယ်နိမိတ်နဲ့နီးကပ်စွာတည်ရှိနေပါတယ်။ ဒီလိုတက်ဆွဲမှုမျိုးကိုဂျာမနီကဒုတိယကမ္ဘာစစ်ပြီးဘယ်တော့မှမလုပ်ခဲ့ဘူးတာကြောင့်ဒါဟာသမိုင်းဝင်ခြေလှမ်းတစ်ခုလို့ဆိုနိုင်ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးပထမဆုံးအကြိမ်ဖြစ်ဂျာမနီကအခုမှဖွဲ့စည်းလိုက်တဲ့45ကြိမ်မြောက်ခြေလျင်တရင်ကိုလှုပ်ရှားစေပြီးလီတူယေးနီးယားမှာတက်ဆွဲမှုစတင်လိုက်ပါပြီ။ဒီတရင်ဟာအပြည့်အဝစစ်မြေပြင်တိုက်ခိုက်နိုင်စွမ်းရှိတဲ့တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။လီတူယေးနီးယားက NATO ဖွဲ့ဝင်နိုင်ငံဖြစ်ပြီးရုရှားနဲ့ဘီလာရုစ်နိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတာကြောင့် ရုရှားတပ်တွေနယ်နိမိတ်ကျူးကျော်လာရင်ပထမဆုံးထိခိုက်နိုင်တဲ့နိုင်ငံလေးဖြစ်ပါတယ်။ဒီတဆွဲမှုကို2023ခုနှစ်ဇွန်လကလေးကသဘောတူညီခဲ့ပြီးဂျာမနီကဝေးဝင်ကြီး Boris Pistorius ကလီသူရေးနီးယားမြို့တော် Vilnius ကိုသွားရောက်ပြီးဒီဘော်တစ်နိုင်ငံကိုကာဝယ်ဖို့အင်ပြည့်အားပြည့်တရင်တရင်တိဆောက်မယ်လို့ကြေညာခဲ့ပါတယ်။ဒီသတင်းကိုလီသူရေးနီးယားနိုင်ငံသားတွေကဝမ်းမြောက်စွာကြိုဆိုခဲ့ကြပါတယ်။2023ခုနှစ်အစောပိုင်းကလီသူရေးနီးယားရဲ့ကာဝယ်ရေးဝင်ကြီး Avides Ansorska က Baltic နိုင်ငံတွေရဲ့ကာဝေးရေးဗျူဟာကအားဖြည့်တက်တွေတစ်ခုတည်းကိုပဲအားကိုးလို့မရဘူးလို့ပြောကြားခဲ့ပါတယ်။လစ်သူရေးနီးယားရဲ့ကာဝေးရေးဗျူဟာကအားဖြည့်တက်တွေတစ်ခုတည်းကိုသာအားကိုးလို့မရပဲယုံကြည်စိတ်ချရတဲ့ကိုပိုင်ဆွဲရည်တွေလည်းလိုအပ်ပါတယ်လို့ကာဝေးရေးဝန်ကြီး Avides Ansorska က2023ခုနှစ်အစောပိုင်းမှာပြောကြားခဲ့ပါတယ်။ဒီတော့ဂျာမနီကာဝေးရေးဝန်ကြီး Boris Pistorius ကဒီတောင်းဆိုမှုကို ဖြည့်ဆည်းဖို့မဖြည့်ဆည်းဖို့ကနေတိုးရဲ့ဆုံးဖြတ်ချက်လို့ပြန်လည်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့မကြခင်မှာပဲဂျာမန်တရင်အမြဲတမ်းတက်ဆွဲမှုကိုကြီးညာခဲ့ပြီးအခုဆိုရင်အဲ့ဒီတရင်ကိုအသက်သွင်းလိုက်ပါပြီလောလောဆယ်မှာတော့လစ်သူရေးနီးယားမှာဂျာမန်စစ်သည်150ရှိနေပြီးဒီနှစ်ကုန်မှာစုစုပေါင်း900အထိတိုးမြှင့်မှုအစီအတင်ထားပါတယ်ဒါပေမဲ့နောက်ဆုံးရည်မှန်ချက်ကပိုကြီးမှာပါတယ်2029ခုနှစ်မှာဂျာမနီကတရင်ကိုစစ်သည်900အထိတိုးချဲ့ဖို့ရည်ရွယ်ထားပါတယ်အဲ့ဒီအချိန်မှာတရင်ကအပြည့်အဝလဲပတ်နိုင်မှာဖြစ်ပြီး Velinex မြို့တောင်ဘက်-အကွာမှာ Rudonika အိမ်မှာစစ်တီးတပ်စခန်းတစ်ခုကိုတိစောက်ထားမှာဖြစ်ပါတယ်။ဒီစစ်စခန်းအဆင့်တည်းမဖြစ်ခင်အထိဂျာမန်တပ်ဖွဲ့ဝင်တွေက Velinex area နီးကလစ်သူရေးနီးယားရဲ့ယာယီစခန်းတွေမှာနေထိုင်လုပ်ကိုင်ကြမှာဖြစ်ပါတယ်။ဂျာမနီရဲ့အစီအစဉ်ကတိထက်ပိုပါတယ်။လစ်သူရေးနီးယားမှာရှေ့တန်းတပ်ဖွဲ့တွေမှာကပဲပန်ဘိုးကူညီတပ်ဖွဲ့တွေလည်းဖွဲ့စည်းဖို့အစီအစဉ်ထားပါတယ်။ဥပမာကျမ်းမာရေးစင်တာတစ်ခုတည်ဆောက်မယ်။ အချက်ပြတက်ရင်လည်းကိုကဲမှုအကူအညီအဖွဲ့တွေကိုနေရာအနှံ့ဖွဲ့စည်းမယ်။ဒါမှနိုင်ငံတွင်းမှာတကယ့်ကိုအားကောင်းတဲ့စစ်ရေးခြေဆိုင်စခန်းနဲ့ရုရှားဒါမှမဟုတ်ဘီလာရုစ်ရဲ့ကျူးကျော်မှုတွေကိုကာဝယ်နိုင်မှာဖြစ်ပါတယ်။ဒီတရင်အစ်ကို Brigadier General Christoph Haber ကဦးဆောင်မှာဖြစ်ပြီးသူက German Prax Agency DBA နဲ့တွေ့ဆုံမွေးမြန်းခဲ့မှာသူတို့တရင်ရဲ့ရည်ရွယ်ချက်ကိုရှင်းပြခဲ့ပါတယ်။နေတိုးရှေ့ဘက်ချမ်းမှာရှိတဲ့လီတူရေးနီးယားမဟာမိတ်တွေရဲ့ ကာဝယ်ရေးလွတ်လပ်မှုနဲ့လုံခြုံရေးကို အာမခံဖို့ကျွန်တော်တို့မှာရှင်းလင်းတဲ့တာဝန်ရှိပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းအဖြစ်နေတိုးနယ်မြေနဲ့ဂျာမနီကိုယ်တိုင်ကိုပါကာဝယ်ရာရောက်ပါတယ်လို့သူကပြောကြားခဲ့ပါတယ်။ဟာဘာကဂျာမန်တပ်မတော်ရဲ့အများပြည်သူဆိုင်ရာဌာနဖြစ်တဲ့ Bundeswehr Editorial Service နဲ့လည်းတွေ့ဆုံမေးမြန်းခဲ့ပြီးဒီတရင်ဘလို့ဖွဲ့စည်းခဲ့တယ်။ဘာကြောင့်ဖွဲ့စည်းရတယ်။ဘာတွေလုပ်နိုင်စွမ်းရှိတယ်ဆိုတာတွေကို ရှင်းပြခဲ့ပါတယ်။ဗိုလ်မှူးချုပ်ဟူပါက ဒီတရင်ရဲ့ကနဦးဝန်ထမ်းတွေအားလုံးဟာစေတနာဝန်ထမ်းတွေဖြစ်ကြောင်းနေတိုးမဟာမိတ်အဖွဲ့ကိုကာဝယ်ဖို့အခွင့်အလမ်းကိုတက်တက်ကြွကြွလက်ခံခဲ့ကြောင်းပြောပြခဲ့ပါတယ်။လေတူရင်းကြီးကဒီတရင်ကိုဘလို့ပန့်ဖို့နေတယ်လဲဆိုတာမေးတဲ့အခါဟူပါကအထူးချီးကျူးပြောဆိုခဲ့ပါတယ်။လေတူရင်းကြီးသားတွေဟာအားလုံးရဲ့လေးစားမှုနဲ့ကျေးဇူးတင်ထိုက်ပါတယ်။ကျွန်တော်တို့ရဲ့စွမ်းရည်တွေနဲ့တပ်ဖွဲ့တွေအားလုံးကိုလေတူရင်းနီးယားမှာနေရာချထားဖို့သူတို့ကြိုးစားနေကြပါတယ်။ လီတူရီးနီးယားလှုပ်ဆောင်နေတဲ့ဒီအခြေခံအဆောက်အဦတွေဟာအလားတူမရှိပါဘူး။ဒါကစစ်တီ9000နဲ့အရက်သားဝန်ထမ်းတွေအတွက်အခြေခံအဆောက်အဦပါ။မိသားစုတွေအတွက်လည်းတည်တံ့ရှိပါတယ်။ဒါရီအားလုံးကိုလီတူရီးနီးယားကတိစောက်ပေးထားတာပါလို့သူကရှင်းပြခဲ့ပါတယ်။အခြေခံအဆောက်အဦတွေကိုပံ့ပိုးဖို့ဟာလီတူရီးနီးယားရဲ့နိုင်ငံရေးနဲ့စည်ရေးကောင်းဆောင်တွေရဲ့ဦးစားပေးလုပ်ငန်းဖြစ်တယ်လို့ပြည်သူလူမှုအဖွဲ့အစည်းကလည်းအားတက်တရောထောက်ခံနေကြောင်းဟူပါကဆိုပါတယ်။ ဂျာမန်တရင်ကလီသူယေးနီးယားမှာအလွန်နာမည်ကြီးနေတာကကျွန်တော်တို့ကိုဒီမှာလိုအပ်နေလို့ပါလို့သူကဖြည့်ဆွက်ပြောခဲ့ပါတယ်။တရင်ကစစ်တိုက်ဖို့အစီအစဉ်ဖြစ်ပြီလားလို့မေးတဲ့အခါဟူပါကရှင်းရှင်းလင်းလင်းဖြေခဲ့ပါတယ်။55ကြိမ်မြောက်ချီမင်တရင်ဟာသူ့တောင်ဝင်ကိုအောင်မြင်စွာထမ်းဆောင်ဖို့လိုအပ်သမျှအားလုံးကိုရရှိမှာပါလို့သူကပြောပြီးတရင်ရဲ့တောင်ဝင်ကိုလည်းအတည်ပြုခဲ့ပါတယ်။အခုအစ်စ်ဖွဲ့စည်းထားတဲ့55ကြိမ်မြောက်ချီမင်တရင်ဝင်တွေဟာအလွန်ကျွမ်းကျင်ပြီးသူတို့လုပ်ကိုကောင်းကောင်းသိကြပါတယ်။ ဒီတရင်ကိုလီတူယေးနီးယားအတွက်အဆင်သင့်ဖြစ်အောင်လီတူယေးနီးယားနဲ့အခြားမဟာမိတ်တပ်တွေနဲ့ပူးပေါင်းတိုက်ခိုက်နိုင်အောင်အာသွန်ခွန်ဆိုင်လှုပ်ဆောင်နေတဲ့အမျိုးသားအမျိုးသမီးတွေပါလိုအပ်ရင်နေတိုးရဲ့အရှိတ်အချမ်းကိုဒီလီတူယေးနီးယားမှာပဲကျွန်တော်တို့ကာဝယ်မှာပါလို့သူကပြောကြားခဲ့ပါတယ်ခုပါကတရင်မှာဘလို့လက်နက်တွေရှိသလဲဆိုတာကိုလည်းနည်းနည်းရှင်းပြခဲ့ပါတယ်ပူမာချေလျင်တပ်သုံးရင်တွေရှိပါတယ်တင်ကားနဲ့ပုံစံစင်ပေမဲ့ပူမာကတင်ကားမျိုးစားမဟုတ်ပါဘူး ဒါပေမဲ့ရန်သူတွေအတွက်တော့အင်အားကြီးမတဲ့ရန်သူပါပဲ။တင်ကားဖြတ်ဒုံးပစ်လက်နက်နဲ့30 mm MK32 ABM အလိုအလျောက်အမြောက်တွေတပ်ဆင်ထားလို့ပါ။ဒီပူမရင်တွေရဲ့အဓိကရည်ချက်ကချင်းလင်တပ်ဖွဲ့တွေကိုအကာအွယ်ပေးဖို့နဲ့ပြင်းထန်တဲ့တိုက်ခိုက်နိုင်စွမ်းတွေပေးဖို့ပါ။ဘုံမှုချုပ်ခုပါကသူကိုယ်တိုင်ပူမရင်မှုအနေနဲ့လေ့ကျင့်သင်ကြားခဲ့ဘူးတယ်လို့ဖွင့်ဟခဲ့ပြီးကျွန်တော်တို့ကချင်းလျင်တရင်ဖြစ်တယ်ဂျာမန်တပ်မတော်ရဲ့ဆက်ရန်တရားတပ်ဖွဲ့တွေကတခုပါ ။ဒါကြောင့်တက်မတော်ရဲ့နောက်ဆုံးပေါ်အဓိကလက်နက်တွေအစနစ်တွေနဲ့အဆင့်မြင့်တင်ထားပါတယ်။ပူမောင် IFP ရဲ့အပြင် Leopard 2 A8MBD တင်ကားတွေလည်းပါဝင်ပါတယ်လို့ရှင်းပြခဲ့ပါတယ်။ Leopard တင်ကားတွေက1980ပြည့်လွန်နှစ်တွေကတည်းကဂျာမန်တက်မတော်မှအသုံးပြုနေတဲ့တင်ကားတစ်မျိုးဖြစ်ပြီး 2A8MBD unit ကဒီတပ်ရင်းကိုပုံမအားကောင်းစေပါတယ်။ဒါကဂျာမန်ရဲ့လေးနက်တဲ့စိတ်ပိုင်းဖြတ်မှုကိုပြသလိုက်တာပါ။ ီတရင်ဟာခြေကံပစ္စည်းတွေနဲ့ပဲဖွဲ့စည်းထားတဲ့စစ်သည်အနေငယ်ပါတဲ့သေးငယ်တဲ့တပ်ဖွဲ့မဟုတ်ဘူးဆိုတာရှင်းနေပါတယ်။ဒါကတကယ့်စစ်မြေပြင်အတွက်အစင်အသင့်ဖြစ်နေတဲ့တရင်တရင်ဖြစ်ပြီးဂျာမန်တပ်မတော်ရဲ့အကောင်းဆုံးလက်နက်တွေနဲ့အသင့်ပြင်ဆင်ထားတာပါ။လီတူရီးနီးယားနယ်မြေကိုကာဝယ်ဖို့လိုအပ်ရင်ဒီတရင်ကလုံးဝတာဝန်ယူနိုင်စွမ်းရှိပါတယ်။ဒီတရင်ကသူ့ရဲ့အပြည့်အဝစွမ်းရည်ကိုရောက်ဖို့နှစ်အနေငယ်ကြာနိုင်ပေမဲ့အစီအစဉ်ကရှင်းလင်းပြီးစနစ်တကျဖြစ်နေပါတယ်။ ဂျာမန်ကဒီစီဇန်ကိုအကောင့်ထဲဖော်ဖို့စိတ်အားထက်သန်နေတာထင်ရှားနေပါတယ်။ဒီလောက်ရက်ကအလွန်ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီးရုရှားတပ်ဖွဲ့တွေပေါ်လှုပ်ခတ်မှုတွေဖြစ်စေမှာပါ။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အထီးဒီတဲ့င်းကရောက်ရှိသွားမှာပါ။အနောက်ယောပါကအဓိကနိုင်ငံတွေကစီးရင်အင်အားပြမှုတွေထဲမှာဒါကအကြီးမားဆုံးတစ်ခုဖြစ်ပြီးယူကရိန်းတွင်အခြေအနေပုံမှုခက်ခဲလာနေပြီမြေဂျာမန်ရဲ့ထောက်ခံမှုကတုံ့လှုပ်မသွားဘူးဆိုတာကိုပြသလိုက်တာပါ ီဖြစ်ရပ်တွေရဲ့အရေးပါမှုကိုနားလည်ဖို့ဆိုရင်ဒုတိယကမ္ဘာစစ်ပြီးဂျာမနီရဲ့ကာဝယ်ရေးမူဝါဒတွေကိုပြန်ကြည့်ဖို့လိုပါတယ်။ကမ္ဘာစစ်နှစ်ခုစလုံးမှာပါဝင်ခဲ့တဲ့ဂျာမနီအနေနဲ့သူ့တပ်တွေကိုနိုင်ငံသားမှာအမြဲတမ်းတက်မဆွဲဖို့ဆုံးဖြတ်ခဲ့တာပါ။ဘာလင်က Applied Science တက္ကသိုလ်ပါမောက်ခမာကက်စ်ဇီနာပြောသလိုပါပဲ။ကျွန်တော်တို့ဂျာမန်တွေကကမ္ဘာစစ်နှစ်ခုကိုစတင်ခဲ့တယ်။ဒုတိယကမ္ဘာစစ်ပြီးတာ80နှစ်ရှိပြီဆိုပေမဲ့ဂျာမန်တွေအနေနဲ့စစ်ပွဲတွေမှာမပါဝင်သင့်ဘူးဆိုတဲ့အတွေ့အကြုံက လူတွေရဲ့သွေးထဲမှာရှိနေသေးပါဒါပေမဲ့အခုချိန်မှာတော့အခြေအနေတွေပြောင်းလဲလာပါပြီ2025ခုနှစ်မတ်လမှာဂျာမနီဝန်ကြီးချုပ်ဖက်ဒရစ်မတ်ခ်လက်ထက်မှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တွေပြဋ္ဌာန်းခဲ့ပါတယ်ဒီပြင်ဆင်ချက်တွေကဂျာမန်ရဲ့စစ်ရေးအသုံးစရိတ်နဲ့ယူကရိန်းကိုထောက်ပံ့ဖို့ယူရိုဘီလီယံချီတဲ့ငွေတွေကိုဖြည့်လျှော့ပေးလိုက်တာပါဒါကအကြီးအမားဆုံးသောပြောင်းလဲမှုတစ်ခုပါ PPP ရ GDP 5.8 trillion ကျော်ရှိတဲ့ဥရောပရဲ့အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ဂျာမနီကဗန်နာရေးတင်းကျပ်မှုတွေနဲ့နှစ်ပေါင်းများစွာရှိခဲ့ပေမဲ့အခုတော့စည်ရေးသုံးချိတ်ကိုမကြုံစဘူးအဆင့်ထိတိုးမြင့်ဖို့အဆင်သင့်ဖြစ်နေပါပြီ။မတ်စကိုတိုင်းကလည်းဒီလိုအကျွေးတွေယူတာကအထူးအခြေအနေတွေမှာပဲဖြစ်တင်ပါတယ်။ဒီအခြေအနေတွေကိုပူတင်ရဲ့ဥရောပကိုကျူးကျော်စစ်ကဖန်တီးပေးလိုက်တာပါလို့ပြောကြခဲ့ပါတယ်။ဒီနေ့ဆုံးဖြတ်လိုက်တဲ့အချက်ကဥရောပကာဝေးရေးအတိုင်းဝိုင်းသိစီတို့ ပထမဆုံးအကြီးစားခြေလှမ်းဖြစ်ပါတယ်။ဒီကြေညာချက်ကိုပုံမိုခိုင်မာစေဖို့ဂျာမန်နိုင်ငံသား၏ဝန်ကြီးအန်နလီနာဘာတော့ကယူကရိန်းအတွက်ဒေါ်လာ17ဘီလီယံတန်စစ်ရေးကူညီအစီအစဉ်တစ်ခုကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒီထဲမှာဒီနှစ်အတွက်3ဘီလီယံနဲ့2029အထိနောက်နှစ်တွေအတွက်6ဘီလီယံကျော်ပါဝင်ပါတယ်။ဘဲဘော့ကပူတင်ကိုလည်းတိုက်ရိုက်ထောက်ပြပြောဆိုခဲ့ပါတယ်။ပူတင်ကပဲအချိန်ဆွဲနေတာ။ ငြိမ်းငြိမ်းရေးမလိုခြင်းပဲအပြည်ပြည်ဆိုင်ရာဥပဒေကိုချိုးဖောက်ပြီးကျူးကျော်စစ်ကိုဆက်လုပ်နေတာပါသူကစစ်ဆက်ဆွေးနွေးဖို့အဆင်သင့်ရှိနေတယ်လို့ဖန်တီးပေမဲ့သူ့ရည်မှန်းချက်တွေကလည်းမီလီမီတာတစ်ခုလောက်တောင်မလျှော့ပေးဘူးငြိမ်းငြိမ်းရေးလို့ပြောတာနဲ့ငြိမ်းငြိမ်းရေးမဟုတ်သေးပါဘူးနောက်လာမယ့်နေတိုးနိုင်ငံသားရဲ့ဝင်ကြီးများအစည်းအဝေးမှာအမေရိကန်ဘက်ကပူတင်ရဲ့အချိန်ဆွဲနည်းဗျူဟာကိုလက်မခံနိုင်ဘူးဆိုတာရှင်းရှင်းလင်းလင်းပြောမယ်လို့လည်းသူမကဆိုပါတယ်အတူတူပြောရရင်ဂျာမနီကသူ့ရည်တီချက်ကိုရှင်းရှင်းလင်းလင်းပြောနေပါတယ် ယူကရိန်းကိုဆက်ပြီးထောက်ပံ့မယ်။ပူတင်နဲ့ရုရှားတပ်တွေကိုမလျှော့ပေးဘူး။ဒီပန်းတိုင်းအတွက်ကာဝယ်ရေးမူဝါဒနဲ့အမျိုးသားစည်းဝါးရေးကိုတော့အကြီးအကျယ်ပြောင်းလဲဖို့အဆင်သင့်ဖြစ်နေပါပြီ။ဒါပေမဲ့ဘာကြောင့်လီတူရေးနီးယားမှာတက်ဆွဲတာလဲဆိုတာစဉ်းစားကြရပါ။လီတူရေးနီးယားကရုရှားနဲ့ဘီလာရုစ်နယ်စပ်မှာရှိတဲ့ NATO ဖွဲ့ဝင်နိုင်ငံဖြစ်ပြီးရုရှားရဲ့ချိန်ချောက်မှုကို ပထမဆုံးခံရမယ့်နေရာပါ။ဒါအပြင်ဂျာမနီအနေနဲ့ NATO ရှေ့ဘက်ခြမ်းကိုကာဝယ်ဖို့ကတိကဝတ်ရှိပါတယ်။ဒီတဆွဲမှုကရုရှားကို ဂျာမနီရဲ့အခိုင်အမာယက်တည်မှုကိုပြသလိုက်တာပါပဲ။လီတူရေးနီးယားကဘောလ်တစ်နိုင်ငံတွေကနိုင်ငံတနိုင်ငံဖြစ်ပြီးတော့အရှေ့ဥရောပမှာတည်ရှိပါတယ်။ဘောလ်တစ်ပင်လယ်ရဲ့အရှေ့ဘက်အကမ်းခြေမှာတည်ရှိပြီးဘီလာရုစ်နဲ့မိုင်၄၂၀ရှေ့လျားတဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။တောင်ဘက်မှာပိုလန်နိုင်ငံ၊မြောက်ဘက်မှာလက်ဗီးယားနိုင်ငံတို့ရှိပါတယ်။အရှေ့တောင်ဘက်မှာတော့ရုရှားရဲ့ကာလီနင်ဂရတ်နယ်မြေရှိပါတယ်။ လစ်သူရေးနီးယားမှာလူဦးရေ1.9နှိမ့်ပါနေထိုင်ပြီးနေတိုးနဲ့ရုရှားဘီလာရုစ်ကြားကအားလိုက်တဲ့အချက်အချာနေရာအဖြစ်အမြဲအမြင်ခံခဲ့ရပါတယ်။ယူကရိန်းစစ်ပွဲကြောင့်ဒီဒေသကပိုပြီးအရေးပါလာပါတယ်။တစ်ဖက်မှာရုရှားနဲ့မြေအခြားတစ်ဖက်မှာရုရှားရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ဘီလာရုစ်ရှိနေတာကြောင့်ဒီနေရာကဗျူဟာမြောက်အရာအလွန်အရေးကြီးပါတယ်။ရုရှားရဲ့ယူကရိန်းကိုကျူးကျော်မှုကဥရောပရဲ့လုံခြုံရေးကိုချိန်ချောက်နေပါတယ်။ဂျာမနီနေနဲ့နေတိုးဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ သူ့တောင်ဝင်ကိုပို့ပြီးတက်တက်ကြွကြွထမ်းဆောင်ဖို့အဆုံးဖြတ်လိုက်တာပါ။ဒါအပြင်ရုရှားရဲ့ချင်းချောက်မှုတွေကိုရှေ့တန်းကနေရင်ဆိုင်ဖို့လီတူရေးနီးယားမှာတက်ဆွဲတာကအကောင်းဆုံးရွေးချယ်မှုပါပဲ။လီတူရေးနီးယားဟာစစ်မျက်နှာရှေ့တန်းဆုံးဖြစ်လာပြီးပြည်သူတွေကြားမှာကြောင်ရွံ့မှုနဲ့စိုးရိမ်ပူပန်မှုတွေမြင့်တက်လာပါတယ်။ဒါကြောင့်မဲလီတူရေးနီးယားအစိုးရကဂျာမနီကိုအငြင်းတန်းတက်ဆွဲထားဖို့တောင်းဆိုခဲ့တာပါ။နိုင်ငံအနေနဲ့လည်းကာဝေးရေးအသုံးစိတ်ကိုတိတိတသားတိုးမြှင့်ခဲ့ပါတယ်။ အရင်က GDP ရဲ့200ခန်းလုံးသာတုံးဆွဲခဲ့ရတာကနေလာမယ့်နှစ်တွေမှာ600ခန်းလုံးအထိတိုးမြင့်တုံးဆွဲဖို့စီစဉ်ထားပါတယ်။ဒီနှစ်စောပိုင်းမှာလီတူရေးနီးယားသမ္မတဂီဒါနက်စ်နော်စီတာက2026ကနေ2030အတွင်း GDP ရဲ့900ခန်းလုံးကနေ600ခန်းလုံးအထိကာဝေးရေးအတွက်နှိမ့်စင်တုံးဆွဲမယ်လို့ကြေညာခဲ့ပါတယ်။သူကဒီလိုတိုးမြင့်ရတဲ့အကြောင်းကိုရုရှားရဲ့စီးရေးချိန်ချောက်မှုကအခုချက်ချင်းဖြစ်လာမယ့်ကိစ္စမဟုတ်ပေမဲ့အလားအလာလာကတော့ရှိနေပါတယ်။ ကျွန်တော်တို့ကာဝယ်ရေးနဲ့ချိန်ချောက်မှုကိုအားဖြည့်ဖို့ပုံမအားထုတ်ရပါမယ်။နေတိုးဖွဲ့ဝင်ဖြစ်တာကလည်းကျွန်တော်တို့လူလုံရေးကိုအာမခံပေးပါရတယ်။ဒါပေမဲ့ကိုကိုကိုကာဝယ်ဖို့အစင်သက်ဖြစ်နေမှသာအကျိုးရှိမှာပါလို့ရှင်းပြခဲ့ပါရတယ်။နိုင်ငံသားရေးဝန်ကြီး Gabrielix Lansbergis ကတော့နေတိုးမဟာမိတ်နိုင်ငံတွေကိုလည်းဒီလိုလှုပ်ဖို့တိုက်တွန်းခဲ့ပါရတယ်။ခက်ခဲတဲ့အချိန်တွေမှာရဲရဲနဲ့ဆုံးဖြတ်ချက်တွေနဲ့ခေါင်းဆောင်မှုလိုအပ်ပါရတယ်။မဟာမိတ်တွေကိုလည်းဒီလိုလှုပ်ဖို့တိုက်တွန်းပါရတယ်။ ဘာမှမလုပ်ပဲထိုင်ဆောင်နေတဲ့ view ဟာခက်ကပုံဆုံးသွားပါပြီလို့သူကပြောပါတယ်။လီတူရေးနီးယားကိုရုရှားချင်းချောက်မှုကနေလုံခြုံအောင်ကာကွယ်ဖို့ကနေတိုးနဲ့အနောက်ဥရောပအတွက်အရေးကြီးပါတယ်။မဟုတ်ရင်ပူတင်အနေနဲ့ရုရှားနိုင်ငံကိုကာလီနင်ဂရက်အထိချက်ထွင်ပြီးဘော်တစ်နိုင်ငံတွေကိုပိတ်ဆို့ဖို့အလွယ်ဆုံးလမ်းကြောင်းဖြစ်သွားနိုင်ပါတယ်။ဂျာမနီကအခုဒီလိုလုပ်ရတဲ့အကြောင်းကိုပြောရရင်ဒီစီဇန်တွေကတော်တော်ကြာကြာပြင်ဆင်ထားတာဆိုတာသိဖို့လိုပါတယ်။တကယ်တော့တစ်နှစ်နဲ့6လကြာ ဂျာမနီကလီသူယေးနီးယားမှာတက်ဆွဲမယ်လို့ကြေညာခဲ့တာပါ။ဒါကြောင့်ဒီဆုံးတဲ့ချက်ကရုတ်တရက်ပေါ်လာတာဒါမှမဟုတ်တုံ့ပြန်မှုတသက်လို့ပြောလို့မရပါဘူး။ဒါပေမဲ့ဒီလောက်ရဲ့အချိန်ကိုင်းမှုကတော်တော်စိတ်ဝင်စားဖို့ကောင်းပါလေ။မကြသေးခင်လနဲ့ပတ်သက်ပြီးအနောက်ဥရောပနိုင်ငံတွေဖြစ်တဲ့ဂျာမနီ၊ပြင်သစ်နဲ့ဗြိတိန်တို့ပေါ်ရုရှားကိုတုံ့ပြန်မှုနဲ့ယူကရိန်းနဲ့နေတိုးကိုထောက်ခံဖို့ဖိအားတွေမြင့်တက်လာခဲ့ပါလေ။အမေရိကန်မှာတော့သမ္မတထရမ့်ရဲ့ဒုတိယတက်တန်းက နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲတွေနဲ့စတင်ခဲ့ပါတယ်58ဦးမြောက်သမ္မတကယူကရိန်းကိုစစ်ရေးအကူအညီနဲ့ထောက်လှမ်းရေးအထောက်အပံ့တွေယာယီဖျက်တောက်ခဲ့ပြီးမကြသေးခင်ကလည်းကနေဒါကနေဥရောပသမဂ္ဂအထိအမေရိကန်ရဲ့မဟာမိတ်ဟောင်းတွေပေါ်အကောက်ခွန်တွေစတင်ကြက်ချခဲ့ပါတယ်ထရမ်က NATO မဟာမိတ်အဖွဲ့အကြောင်းလဲပြင်းပြထန်ထန်ပြောဆိုခဲ့ပါတယ်အတွင်းလူတွေရဲ့ပြောပြချက်အရသူက အမေရိကန်ကို NATO ကနေရုပ်သိမ်းဖို့အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး လုံလောက်တဲ့အခကျင်းဝင်မပေးတဲ့နိုင်ငံတွေကိုကာဝယ်ဖို့အမေရိကန်စစ်တပ်ကိုအမိတ်မပေးဘူးလို့လည်းပြည်သူ့လည်းမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ကျွမ်းကျင်သူအများအလို့ရဒီလောက်ရတွေနဲ့ပြောဆိုချက်တွေကပူတင်ကိုယူကရိန်းကိုပုံမကျူးကျော်ဖို့နဲ့တခြားဥရောပနိုင်ငံတွေစီထပ်မံတိုးချဲ့ဖို့အားပေးနိုင်ပါတယ်။ဒီအခြေအနေကိုတုံ့ပြန်ဖို့ဂျာမနီလိုနိုင်ငံတွေမှာသူတို့ရဲ့ကာဝယ်ရေးမဟာဗျူဟာကိုပြန်လည်တုံ့တက်ပြီးညှိယူဖို့ကလွဲလို့တခြားရွေးချယ်ကြမှာရှိတော့ပါဘူး။ ပြည်ထိုင်တဲ့ပြည်သူတို့ကဆန္ဒရှိသူများအဖွဲ့အစည်းစဉ်ကိုကြေညာခဲ့ကြပါတယ်။ဥရောပတစ်ခွင်နဲ့နိုင်ငံတကာကကောင်းကောင်းတွေပါဝင်တဲ့ဒီအဖွဲ့ကယူကရိန်းစစ်တပ်ကိုဆက်လက်ထောက်ပံ့ဖို့ယူကရိန်းပြည်ပြင်မှာတပ်ဆွဲနိုင်တဲ့တီးတန့်တပ်ဖွဲ့ဖွဲ့စည်းဖို့နဲ့ဥရောပရဲ့ကာဝေးရေးစွမ်းအင်တွေကိုကြီးမားစွာမြှင့်တင်ဖို့လှုံ့ဆော်သွားမှာပါ။ဥရောပကော်မရှင်ကမကြာသေးခင်ကကာဝေးရေးရင်းနှီးမြှုပ်နှံမှုအတွက်ယူရို800ဘီလီယံအစည်းအဝေးကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယူကရိန်းမှာတပ်တွေတပ်ဆွဲဖို့ဆိုတဲ့အကြံဉာဏ်ကိုပြင်သစ်နဲ့ပြည်ထိုင်နှစ်နိုင်ငံပဲတကယ်ကတိပေးခဲ့ပေမဲ့အခြားနိုင်ငံများသောကတော့ဒီမဟာမိတ်အဖွဲ့မှာပါဝင်ဖို့သဘောတူညီခဲ့ကြပါတယ်။ပထမဆုံးအစည်းအဝေးအတွက်ဂျာမနီ၊ဘယ်လ်ဂျီယမ်၊ခရိုအေးရှား၊အီတလီ၊အိုင်ယာလန်၊ဂရိ၊ပေါ်တူဂီ၊စပိန်၊ဆွီဒင်၊နော်ဝေး၊ဒိန်းမတ်၊ချက်သမရနိုင်ငံနဲ့ပိုလန်တို့အပါအဝင်ကိုယ်တိုင်အဖွဲ့33ဖွဲ့ကိုဖိတ်ကြားခဲ့ပါတယ်။ ဒါတွေကဥရောပဟာအနာဂတ်တိုက်ခိုက်မှုတွေကိုကာဝယ်နိုင်ဖို့စစ်ရေးရှုထောင့်ကနေအကြီးအကျယ်ပြောင်းလဲမှုတွေစတင်လှုပ်ဆောင်နေတဲ့နိလန်တချို့ပါပဲတတိယကမ္ဘာစစ်ဖြစ်နိုင်ခြေကအရင်ကထက်ပိုများနေတဲ့အချိန်မှာပေါ့ဂျာမန်တပ်တွေကိုလီသူယေးနီးယားကိုရွှေ့ပြောင်းတဲ့ကိစ္စကတော့ဥရောပမှာအခုထိမြင်တွေ့ခဲ့ရတဲ့အကြီးမားဆုံးသောကြီးညာချက်တစ်ခုပါပဲဒါကဂျာမန်ရဲ့ရည်ရွယ်ချက်ကိုပြသလိုက်တာပါပူတင်နဲ့ဘီလာရုစ်သမ္မတအလက်ဇန်ဒါလူကာရှန်ကိုလိုကိုလီသူယေးနီးယားကိုမသိမ်းပိုက်နိုင်စေရဘူး နေတိုးနယ်မြို့ကိုဘလောက်ပဲကုန်ကြကုန်ကြကာကွယ်မယ်ဆိုတဲ့သဘောပါပဲ။ဒါပေမဲ့ရုရှားဘက်ကတော့ဒီသတင်းနဲ့ပတ်သက်ပြီးတစုံတရာတုံ့ပြန်မှုမရှိသေးပါဘူး။ဒါပေမဲ့ဒီလောက်ရက်ကိုရုရှားဘက်ကဒေါသထွက်ပြီးစိုးရိမ်နေမယ်ဆိုတာသိကြပါရစေ။အကြသေးခင်ကဗြိတိန်ဝန်ကြီးချုပ်ဆာဟာစတာမီနာကဗြိတိန်တပ်တွေကိုယူကရိန်းမှာတက်ဆွဲဖို့ပြောတဲ့အခါမှာလည်းအလားတူပါပဲ။ရုရှားဘက်ကတုံ့ပြန်မှုကတော့အလွန်ဒေါသထွက်ခဲ့ပါရစေ။ရုရှားလွှတ်တော်မှ ဒီမီထရီရိုဂိုစင်ကပြည်တိုင်တပ်တွေကိုရုရှားစနိုက်ပါနဲ့ဒရုန်းတွေနဲ့ဘလို့တက်မယ်ဆိုတဲ့အကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးခရိုင်းမီးယားစစ်ဗစ်ချန်တွေမှာပြည်တိုင်ရာရှိတွေရဲ့သွေးနဲ့အလောင်းတွေနဲ့မြေဩဇာလုပ်မယ်လို့ပြောဆိုခဲ့ပါတယ်။ပြည်သက်သမရာအီမန်နျူရယ်မက်ခရွန်ကလည်းယူကရိန်းကိုတက်တွေဆေးလွတ်ဖို့ပြောဆိုတဲ့အခါရုရှားဗိုလ်ချုပ်ကြီးအက်ဒီအလိုဒင်နော့ဖ်ကပြည်သက်ဖားလေးတွေကိုတပ်ပစ်မယ်လို့ပြန်ပြောခဲ့ပြီးကျွန်တော်တို့သိထားတဲ့ဥရောပရဲ့အများစုဟာရှိမနေတော့ဘူးလို့ချိန်ချောက်ခဲ့ပါတယ်။ ဒီစကားတွေဟာရုရှားအနေနဲ့ဥရောပနိုင်ငံတွေစူးတီးပြီးရက်တီလာပါကိုကြောက်နေတယ်ဆိုတာကိုပြသနေပါတယ်။ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာအစကတည်းကအခက်တွေ့နေတာကြောင့်ဂျာမနီလိုလောက်ရက်တွေကိုနောက်လာတဲ့နှစ်တွေမှာအခြားဥရောပမဟာမိတ်နိုင်ငံတွေကပါလှုပ်ဆောင်မှုလိုအပ်နေပါတယ်။ရုရှားရဲ့ကျူးကျော်လိုမှုကကျော့မသွားဘူးဆိုတာထင်ရှားနေလို့ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။